ခရစ်တော်၌မိဘညီကိုမောင်နှမများအားလုံးအပေါ်မှာဖခင်သခင်ထံကနေလာသောဝိညာဉ်လွတ်မြောက်ခြင်းစိတ်ချမ်းသာခြင်းနဲ့ကိုခန္ဓာရဲ့ကြားမှာခြင်းကောင်းကြီးမင်္ဂလာဖြာဖြာအားလုံးပေါ်မှာတည်ရောက်ပါစေလို့ဒီကနေ့နှုတ်ကွန်းဆက်တာကောင်းကြီးပေးလို့ပါတယ်နှုတ်ကပတ်တော်အနေရလေးဖတ်ရှင်ပါတယ်ရှင်ဗီဒီယိုဩဘာရစာပထမဆောင်ခန်းကျင်းကအပိုင်ငယ်ငါမှာထိုမြမကအချင်းချင်းတယောက်အောက်တယောက်နှိတ်ချလျက်နေ၍ နှိတ်ချခြင်းတစားကိုရှင်ကြလော့အကြောင်းမူကားထောင်လွှားစော်ကားတော်သူတို့ကိုဘုရားသခင်စီတာတော်မူ၏စိတ်နှိတ်ချတော်သူတို့အားယေရှုပြုတော်မူ၏ဘုရားသခင်ရဲ့အလိုတော်သည်ကျွန်တော်တို့ယုံကြည်သူတဦးတယောက်ချင်းစီတိုင်းမှာနှိတ်ချတော်အသက်တာနဲ့စင်နှလုံးနှိတ်ချခြင်းအသက်တာနဲ့နေ့ရက်စဉ်တိုင်းကျွန်တော်အသက်ရှင်ဖို့ရအတွက်ဘုရားသခင်အလိုတော်ရှိတာဖြစ်ပါတယ်ကိုခန္ဓာပိုင်းဆိုင်ရာမှာကျွန်တော်တို့ရဲ့ကိုခန္ဓာကို အဖိုးကြီးလာတဲ့အဖိုးတန်လာတဲ့ရွှေတွေငွေတွေကြောက်တံပတ်တများတွေဝကောင်းစားလှတွေနဲ့ကျွန်တော်ဆင်မြန်းတာထက်ယုံကြည်သူမိမိရဲ့ဘဝအသက်တာထဲမှာနှိတ်ချခြင်းတစာကြီးဟူသောထိုအဝတ်အစားများနဲ့မိမိကိုမိမိအပိုက်ရစ်တဲ့ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်တော်သူများဖြစ်ဖို့ရအတွက်အင်မတန်မှလိုအပ်ပါတယ်ဘုရားသခင်ရဲ့အလိုတော်ဖြစ်ပါတယ်ဆိုတော့ထိုနှိတ်ချခြင်းရဲ့ဆန့်ကျင်ဘက်ကတော့ပါလဲဆိုတော့မာနဖြစ်တဲ့ထောင်လွှားခြင်းစော်ကားခြင်းဖြစ်တဲ့အတွက်ကြောင့် ထိုအရာဟာဘုရားသခင်မုံတီးယွန်ရှာသောအရာဖြစ်တဲ့ဘုရားသခင်ချစ်မြတ်နိုးသောအရာဘုရားသခင်အလိုတော်ရှိသောအရာကစိတ်နှိတ်ချသောသဘောနဲ့နေ့ရက်စဉ်တိုင်းမှာဘုရားရဲ့သားသမီးများပြီးပြီးအသက်ရှင်ဖို့ရလို့ဟာဘုရားသခင်အလိုတော်ရှိသည့်အတိုင်းပဲချစ်သောညီကိုမောင်နှမများနေ့ရက်စဉ်တိုင်းမှာနှိတ်ချသောနှလုံးသားနဲ့အသက်ရှင်ဖို့ရအတွက်ဖိတ်ခေါ်ပါတယ်နှိတ်ချခြင်းဆိုတာကကျွန်တော်နှိတ်ချနေခြင်းမဟုတ်ဘူးသင်ငယ်နေခြင်းအားငယ်နေခြင်းမဟုတ်ဘူး လူတော့မတိုးရဲချက်မဟုတ်ဘူးနှိမ့်ချခြင်းဆိုတာကတတိရှိသောသူများသာလင် လုံနိုင်သောအရာဖြစ်တယ်ခွန်အားရှိသောသူများသာလင်လုံဆောင်နိုင်သောအရာဖြစ်တယ်ဖျားကိုချစ်သောသူများသာလင်လုံဆောင်နိုင်သောအရာဖြစ်တဲ့အတွက်ကြောင့်ထိုနှိမ့်ချခြင်းကလည်းရရှိလာမယ်ဖျားခင်အကောင်းချင်းမင်္ဂလာဟာဘလောက်အချစ်မွန်မြတ်တဲ့အကြောင်းဘလောက်အချစ်မြင့်မြတ်တဲ့အကြောင်းကျွန်တော်ဘဝအသက်တာမှာထင်ရှားမှာဖြစ်တယ်ဒါကြောင့်နှိမ့်ချသောအသက်တာနဲ့ ဆက်ပြီးမှအနေအဆင်တိုင်းကျွန်တော်အသက်ရှင်ဖို့ဘုရားသခင်အလိုတော်ကိုဝန်ခံတော်သူများဖြစ်ပွင့်ရလို့ဟာဘုရားသခင်ကောင်းချီးပေးပါစေအားလုံးအပေါ်ဘုရားရှင်ကောင်းချီးပေးပါစေအာမင်